အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ငလင်းတန်းကြောင့်လမ်းဘေးအိနေရတဲ့မင်းကလေးပြည်သူတွေအိနေကိုတကိုးဝင်ဖောက်တဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာ မြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဆိုတော့ခုဆိုရင်မလီလောက်ပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဒီပါလီဖြစ်လာလဲဆိုလို့ရှိရင်ကျွန်မန်းလေးမျိုးမှာဆိုရင်တော့ဗောလေနော်ကျွန်ညာဘက်ဒီမှာဆိုလို့ရှိရင်အိမ်ဒီမှာကျွန်တော်တို့ဖောက်ခံရတာဗောလေနော်အဲ့လိုမျိုးတွေဖြစ်လာတယ်နောက်ပြီးတော့ကျွန်တော်လူလူပြတ်တဲ့လမ်းကျူလမ်းကြားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ထောက်ပြီးတော့ဓမြတိုက်တာတွေအဲ့လိုမျိုးလူရက်တာတွေဗောလေနော်အဲ့လိုမျိုးတွေအရန်ကိုပေါ်လာတယ်ဗျာဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့38လမ်း41ချားမှရှိတယ်89လမ်းမှပေါ်မှာဗောလေနော်ကျွန်တော် ညနေဖုံးစွတ်တင်နေလူ9ယောက်ပေါ့လေနော်ပြီးရင်ဓာတ်တွေကလည်းကိုစီလွယ်ထားတယ်ဗျအဲ့ဒီလူ9ယောက်ကိုကျွန်တော်တို့ကတွေးလိုက်တာတွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီလူကိုကျွန်တော်တို့ထွက်ပြီးတော့မှလိုက်ရှာတာပေါ့ရှာတဲ့အချိန်မှာအဲ့ဒီလူတွေကလည်းကျွန်တော်တို့တွေ့တွေ့ချင်းပဲဗျထောက်လျှောက်အမှပြေးသွားခဲ့တာပြေးသွားခဲ့တာမမိလိုက်ဘူးပေါ့လေနော်အဲ့ဒါပေါ့လေနော်ဒါကြောင့်မို့ကျွန်တော်ရက်ွက်တဲ့နေ့မှာလည်းကျွန်တော်တို့အားလုံးပဲအိတ်တယ်ဆိုလို့ရှိရင်လည်းအားလုံးတတိနဲ့ကျွန်တော်တို့အိတ်ကြဖို့ပေါ့လေနော် အဲ့ဒါတကူဆိုလို့ရှိရင်အကူကြီးလမ်းတောင်းရလွယ်အောင်ပေါ့လေနော်အဲ့လိုမျိုးလေးဒီအချင်းချင်းချိတ်ဆက်ပြီးတော့မှအာလှူရှားကြဖို့ပေါ့လေနော် ကျွန်တော်တို့အဲ့လိုမျိုးလေးတွေပေါ့လေဒါပြောတာပါမကူဖွဲ့မှာမအောင်လို့တောင်းွေတဲရောက်ရှိရင်နှစ်ယောက်လောက်တစ်ယောက်လောက်ကမအိတ်ဆိုင်နဲ့ဒီဘုခုလို့ပြောလို့ရအောင်အပေါ်လုံးတို့လို့နှစ်ယောက်လောက်ပဲပဲပဲနေရတယ်အေးပြတဲ့ခုကြီးရတာဘုရောဒီရှင်နေဘုလိုဝင်နေပါဘူးအများကြီးတော့စောင့်ရှောက်ပို့လို့မရအောင်လား